Yogaresh နဲ့ adaptation များအားလုံးပဲမင်္ဂလာပါ Young Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုဆုံပါ Sporting Lisbon အသင်းမော်ဟောင်း Gonzalo Concalef က Yogaresh ရဲ့ကစားပုံနဲ့လာရောညီတွေဖြစ်ဖို့အချိန်ယူခဲ့တဲ့အကြောင်းပြောတာစိတ်ဝင်စားစရာကောင်းပါတယ် Vedan နဲ့တွဲကစားရတာအဆင်ပြေသွားဖို့ကျွန်တော်တို့အားလုံးစူးစမ်းခဲ့ရတာပါသူကအနီးကတွဲလုံးနေတစ်ချက်တည်းပုံစံနေ1 2တွေနဲ့ကစားခြင်းနဲ့သူမဟုတ်ပါဘူးနေရာလွတ်တွေရှားပြီးလွတ်လွတ်လပ်လပ်လှုပ်ရှားခြင်းနဲ့သူမျိုးပါအစားတုံးကတော့ကျွန်တော်တို့လည်းမလွယ်ဘူးအလုံးအံဝင်ခွင့်ချဖြစ်သွားတဲ့အချိန်မှာတော့တမိုင်းဝင်ဂိမ်းကနန်းနေသူပိုင်ဆိုင်ခဲ့ပါတယ်လို့ ဂွန်ဂါလက်ကပြောပါတယ်။ပြီးခဲ့တဲ့ရာသီမှာယော့ဂရက်ကခန်ဆင်လိုင်းရဲ့နောက်ကိုဦးတည်တဲ့ sprint 85ကြိမ်ပြုတ်လုခဲ့ပြီး Premier League ရဲ့ဆန်ကြိမ်ဖြစ်တဲ့ Jackson ရဲ့62ကြိမ်ထက်တိတိတသာပိုများခဲ့ပါတယ်။ပြဿနာက Premier League မှာ Arsenal ကိုယဉ်ဆန်ကြတဲ့ပြိုင်ဘက်တွေဟာဒီလိုနေရာလိုမျိုးကိုယော့ဂရက်တက်ပေးမှာမဟုတ်တာပဲ။နောက်ထိဆုတ်ပြီး low block နဲ့အထိုင်ချပိတ်ကစားတာပိုများတာ ው ။ဒါအပြင် Arsenal က transition တွေကိုအားပြုတဲ့အသင်မဟုတ်ဘဲ heavy position နဲ့ကစားတာပါ။ ဒီတော့ Yogresh တို့ကသူအာတန်တဲ့ channel run တွေကိုအချိန်တိုင်းရနိုင်မှာမဟုတ်တာသိကြပါဗျ။နောက်တစ်ချက်က Arida လက်ထက်မှာ Arsenal ဟာ Yogresh လိုတိုက်စစ်မှုစစ်စစ်တယောက်နဲ့မကစားတာကြားပါပြီ။ Aubameyang နဲ့ယာယီတာလက်တွဲခဲ့ရပြီးနောက်မှာ Jesus Kai Havertz တို့လို Force Nine ဆက်ဆံတိုက်စစ်မှုတွေကိုသာတုံးခဲ့ပါဗျ။အသင်းသားတွေကလည်းဒီလိုကစားရတယ်ပဲအသားကျနေတယ်ဆိုတော့လက်ရှိမှာ adaptation period ကိုဖြတ်တန်းနေရတာ Yogresh တယောက်တည်းမဟုတ်ဘဲ Arida ရောအသင်းမော်တွေပါဖြစ်တယ်လို့ဆိုလိုချင်တာပါ။ Yogresh ကြောင့်အသင်းရဲ့ကစားဟန်ကလည်းအတိုင်းအတာတစ်ခုပြီးပြောင်းလဲသွားပါတယ်။ ခန်းစစ်ကနေတိုက်စစ်အထိတိုက်ရိုက်ပေးပို့မှုတွေပိုပြီးဗာဒီကန်ဆန်နဲ့ဘောလုံးလမ်းကြောင်းတွေကိုရှာဖွေလာကြပါတယ်။မာရူအီဂီလိုပိုပြီးဒရိုက်ဆန်နဲ့တောင်မန်လူကိုလည်းဇက်တိုက်အသုံးပြုနေခဲ့ပါတယ်။ဒီမှာကွင်းလယ်အခင်းချင်းကိုတော့ထည့်ပြောရပါမယ်။ Origa Easy Winery တို့ပါရင် Final တက်မှာအခွင့်အရေးဖန်တီးမှုပိုင်းမှာပိုအားကောင်းတဲ့ပဲမရီနိုကိုပွဲထုတ်ရင်တော့နည်းနည်းအကန့်အသတ်ရှိနေတတ်တာကိုတွေ့ရပါတယ်။နီးပြအသင်းပေါ်ဒီဘက်မှာဒီလိုအားထုတ်မှုတွေနဲ့အတူလိုအပ်ချက်တွေရှိနေသေးတယ်လို့ Yogesh Kohli လည်းအခုတက်ပိုကောင်းတဲ့ performance ကိုပြသနိုင်ဖို့လိုသေးတယ်လို့ယူဆမိပါတယ်။ ဆိုတော့ယူကရက်ကငါးဘက်ကစားပြီးချိန်မှာ၃ဂိုးသွင်းထားတယ်။ဒါကလုံးဝရုန်းကန်နေရတာမဟုတ်ဘူးဆိုတာဖော်ပြနေတာပဲ။ဝေဖန်သူတွေထောက်ပြကြတာကပွဲကြီးတွေဖြစ်တဲ့ United Liverpool Man City တို့နဲ့တွေ့ဆုံမှုတွေမှာဂိုးမရခဲ့ဘူးဆိုတာပါ။ Northern Forest Leeds United တို့နဲ့ပွဲတွေမှာ၃ဂိုးသွင်းထားခဲ့ပါတယ်။ကိုထက်အားနည်းတဲ့အသင်းတွေလောက်ပဲကြမ်းပြတာပါဆိုတာမျိုးလဲပြောကြပါတယ်။တစ်ဖက်ကပြန်ကြည့်ရင်ပြီးခဲ့တဲ့ရာသီတွေမှာ Arsenal ရဲ့ Big Six ပြိုင်ဘက်တွေနဲ့ရလဒ်တွေကစတိုက်ကောင်းနေခဲ့တာပါ။ Champion ပြေးလမ်းပေါ်ချီကျော်သွားစီတာက အမှတ်မရောသင့်တဲ့ပွဲဒီမှာရောခဲ့တာကြောင့်ပေါ့ယိုဂရက်ကဒီအပိုင်းကိုဖြည့်ရှင်းပေးမယ်ဆိုရင်လည်းကျူစုရမှာပေါ့ဘစ်မက်ပွဲဒီမှာအဆုံးဖြတ်ဂိုးတွေတွန်းလာနိုင်ရင်တော့အတိုင်းထက်အလွန်ပေါ့ဒီတော့သူဘာဒီလိုအပ်ချက်ရှိနေသေးလဲစက်ကြည့်ရအောင်ပါမန်စီးတီးနဲ့ပွဲအစ10မိနစ်ကျော်မှာသူ့စိတ်ကြိုက်ဘန်တောင်မန်ကနေဆွဲယူခွင့်ရလာတယ်ကာလာဖီယိုရီက overlapping run နဲ့ဘေးကပြေးတက်လာတယ်ယိုဂရက်တို့ကလွယ်ကူသင့်တဲ့အနေထားပါဒါပေမဲ့သူ့ပေးပုံကမတက်ရတော့ခူဆာနော့ဖ်ကဥသွားခဲ့တယ်6မိနစ်ဝင်းကျင်မှာရူဘင်ဒီယက်စ်ရဲ့နေရာလွတ်တဲ့ပြေးထွက်သွားတယ် တင်းမကလမ်းကြောင်းနဲ့ကွက်တီမျောထည့်ပေးလိုက်တယ်။ယိုဂရက်ကအီဒီယာထဲမှာတစ်ချက်ပြန်ခောက်ပြီးမာရီနိုကိုခင်းပေးဖို့ကြိုးစားပေမဲ့ DS ကခက်လွယ်လွယ်ဖျက်တောက်သွားပါတယ်။ဒီလိုမပြတ်သားတဲ့လွဲချုံမှုတွေကိုမကြာခဏမြင်နေရတော့မယ်။နောက်တစ်ချက်က heavy touch တွေပါ။ရောက်တဲ့နေရာကိုလည်းရအောင်သွားတယ်။အသင်းမော်တွေကလည်းသူ့ပြေးလမ်းကြောင်းတွေကိုရှာဖို့ကြိုးစားကြပါတယ်။ဘောလုံးလက်ခံတဲ့အခါမတက်မရက်ဖြစ်နေတဲ့ထိချက်တွေကိုတွေ့ရတာစိတ်ရှုပ်စရာပဲ။ဒါကိုယိုဂရက်ကယူဆိုင်တင်ပါတယ်။ Man City နဲ့ပွဲမှာတင်းမရဲ့ဖြစ်တင်ပေါ် မာရူဂီရဲ့ကပ်ဘက်ဒီမှာကျောင်းနံပါတ်9တယောက်အတွက်စိတ်ကြိုက်အခွင့်အရေးတွေဖြစ်တင်လာပါပဲဒါပေမဲ့ယိုဂရက်ကဒီနေရာဒီမှာမရှိခဲ့ဘူးဒါကအသင်းဘော်ဒီဘက်ကရောယိုဂရက်ဘက်ကပါတိုင်မင်ကိုက်လှုပ်ရှားမှုတွေလုပ်နိုင်မှုအခြေယူနေရဆဲဆိုတဲ့အကောင်းဆုံးဥပမာတွေပါဘော်ဒဂီမှာဘောလုံးကိုအယူမူအားပေးကြတယ်လို့ဒီမှာလဲအဲ့ဒီအတိုင်းဆိုတော့သိမ့်မကွာပါဘူးဒါပေမဲ့ဒီမှာကပိုပြီးခန်းနာတယ်ကြီးကျယ်တယ်ကွင်းထဲမှာဘာလို့လို့အသေးစိတ်လိလာတုံးသက်နေကြတယ်ကစားဟန်ကမတူဘူးတချို့ပွဲတွေကပုတ်ခတ်ခဲကြမ်းတမ်းတယ်တချို့ပွဲတွေမှာကျွန်တော်တတ်တောင့်တတ်တာဖြစ်တယ် ဒီတော့အနိုင်အမြင့်အတက်ကြတွေရှိခဲ့တယ်လို့ပဲဆိုချင်ပါတယ်ကျွန်တော်ဂိုးတချို့ရခဲ့တယ်ပွဲအများစုကိုနိုင်ထားတာဆိုတော့မဆိုးပါဘူးဒါပေမဲ့အခုတည်းအများကြီးပိုကောင်းအောင်ကြိုးစားရအောင်မယ်လို့ယောဂရက်ကဆုခဲ့ပါတယ်သူပြောတဲ့အတိုင်းဒီပေါင်းဆက်မှုတွေမှာအခုတည်းပိုကောင်းတဲ့အခိုက်အတန့်တွေကိုဖန်တီးနိုင်စွမ်းအပြည့်အဝရှိနေသေးတာအသေးချာပါပဲအများစုဝေဖန်နေကြတယ်လို့တချို့ပွဲတွေမှာသူ့ကစားဟန်ကိုအားမရသေးပေမဲ့စိုးရင်စရာကောင်းနေဆိုတဲ့ခံစားမှုမျိုးတော့မဟုတ်ပါဘူးယောဂရက်ကိုယ်တိုင်ရော နီးပြားနဲ့အသင်းပေါ်တွေပါပိုကောင်းတဲ့ညီမျှခြင်းတွေကိုရှာဖွေနေရတဲ့အချိန်ဖြစ်ပြီးဒီအတွက်စိတ်မရှိဖြစ်စရာအကြောင်းလည်းမရှိဘူးထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်